အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့အောက်တိုဘာ30ရက်ကဘာနောက်ဆုံးသတင်းတွေနဲ့တင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်အထူးသဖြင့်တရုတ်နဲ့ US ဂျာကမေရှားတတူကိစ္စကိုဘေးချင်းနေရောက်ပြီလေစာသဖြင့်တိုင်ပစ်စီတွေ့တော့ဖြစ်ပါဘောနော် sorry guys အခုကျွန်တော်ရောက်နေနေရာကတခြားခရီးသွားနေနေရာဖြစ်တယ်ကျွန်တော်ရဲ့ငွေချင်းအခန်းပေါ့နော်ရှောက်ပွနေတဲ့ခန်းလေးမှာသူအလုပ်လုပ်နေတဲ့ခန်းလေးမှာပဲ live ကလွတ်နေတယ်ဆိုတော့ ကျွန်တော်ရဲ့ background ကိုနားလေခွလွန်းပေးကြပါပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကိစ္စမတိုင်တိုင်ပင်ဆွေးနွေးမဆွေးနွေးခင်မှာဒီမြောက်ကူရီးယားကိစ္စကိုကျွန်တော်တို့ထည့်ပြီးဆွေးနွေးကြည့်အောင်ပါ Donald Trump ကမြောက်ကူရီးယားရောက်တုန်းကမြောက်ကူရီးယား sorry တောင်ကူရီးယားကိစ္စ guys sorry sorry ဆိုတော့ Donald Trump က hold on တောင်ကူရီးယားတုန်းကတောင်ကူရီးယားသမ္မတက နျူကလ িয়ার ဆွမ်းအင်ဂျင်ကိုတင်ဖို့တိဆောက်ခွင့်ကိုတောင်းခဲ့တယ်ပေါ့နော်ထရမ့်ကအရာကိုခွင့်ပြုပလိုက်တယ်။အော်ထရမ့်ကမြောက်ကူရီတောင်ကူရီးယားကိုနျူကလ িয়ার ဆွမ်းအင်ဂျင်ကိုတင်ဖို့တိဆောက်ခွင့်ရပြီးတော့ US မှာစစ်တပ်နေတဲ့စစ်တင်ဖို့ကြီးတွေတိဆောက်ခွင့်ရတခြား commercial တိဆောက်ခွင့်တွေရထရမ့်ကအကုန်လုံးတောင်ကူရီးယားကိုလုတ်ပိုင်ခွင့်ပေးလာတယ်ပေါ့နော်။ဆိုတော့ဒါတွေအားလုံးကတောင်ကူရီးယားအတွက်တော့တော်တော်လေး တရင်ကောင်းတစ်ခုဖြစ်နေတယ်ပေါ့ဆိုတော့တောင်ကိုရီးယားနဲ့တမရနဲ့ဒေါ်လာတွေ့ဆုံပွဲကလုံးဝလုံးဝအဆင်ပြေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အခြေခံအဖြစ်ဒါဆိုတော့ကျွန်တော်တို့တရုတ်နဲ့ US ကြကမေရှာတတူကိစ္စတွေကိုကျွန်တော်ဆွေးနွေးကြည့်အောင်ပါဒါပြီးမှအပကျွန်တော်ဗီဒီယိုပြမယ်ပေါ့ Trump ကဘာလို့ပြောခဲ့လဲဆိုဗီဒီယိုပြမယ်ဆိုအခြေခံအဖြစ်တော့ Trump နဲ့တမရအရှိရှိပိန်းက October လ30 2025မှာတွေ့ခဲ့တယ်ဆိုတော့ Trump ကတော့ဒီတွေ့ဆုံမှုကိုတော်တော်လေး အိုးဂျင်းနစ်ရှာဖြစ်တယ်လို့တော့ကြေညာထားပါတယ်ပြောခဲ့ပါတယ်တော်တော်လေးစီပီတယ်လို့ပြောခဲ့တယ်ပေါ့နော်ဆိုတော့ဒီဆုံးဆုံးဖြတ်ပုံဆုံးဖြတ်မှုမှာဘာလို့ပြောကြခဲ့လဲဆိုတော့ဒီအကုံတွေးရေးကိစ္စနဲ့ပဲတံပီဆွေးနွေးတာဖြစ်တယ်ဆိုတော့အခုအမေရိကဖက်ကအခုကိစ္စကိုတော်တော်လေးရှော့ချလာတယ်ပေါ့နော်ဆိုတရုတ်တရုတ်နိုင်ငံကထွက်နေတဲ့ဓာတ်ဥဖြည့်စည်းတချို့အပေါ်မှာအရင်တော့ကအမေရိကကစီးကျက်ထားတဲ့20% တစီယာခိုင်နောခွန်ကောက်တော့အခု show chart apply တယ် show chart ပြီးမှ10ယာခိုင်နုံထိ US က show chart ပေးတယ်ပေါ့နော် US ကတရုတ်ထက်ဓာတ်ဥပ္ပစီတချို့ကို10%ပဲဝဝေတော့မှဒီရောင်းရတော့မှ10%ထိ show chart ပေးတယ်ပေါ့နော်ဆိုတော့စိတ်ပျော်ရင်အာထုတ်ကုန်တွေကိုဝင်မှုကလည်းပြန်နေသဘောတူညီလာတယ်ဆိုတော့တရုတ်ကအမေရိကအထုတ်ဒီ soya bean ပေါ့ပေးများတွေကို ဝယ်ဝယ်ယူဖို့ပြန်စတင်လာတယ်ပေါ့နော်ဆိုတော့အရင်တော့ကဒီဝယ်ဒီဆိုယာဘင်းဆိုယာဘင်းပေါ့ပေးရင်းကိုဝယ်ဖို့ကတရုတ်ကဆိုင်ငယ်ထားခဲ့တာကိုအခု Trump နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာတရုတ်ကပြန်လေပြီးမှပဲအမေရိကဆီကလည်းအဲ့ဒီဆိုယာဘင်းတွေကိုပြန်ဝယ်မယ်အမေရိကကလည်းတရုတ်ထွက်နေတဲ့ဓာတ်ပစ္စည်းတချို့ကိုအခွင့်ဆေးရခိုင်လို့မလို့ပဲကောက်တော့မယ်ပေါ့ဆိုတော့မေရှားတတုပိုင်းဆိုင်ရာနဲ့လည်းပြဿနာကပြည်လင်းနေပြီဆိုတော့ Trump ကတော့အကြံထားခဲ့ပါတယ်ရခင်ကတော့ တရုတ်ကအမေရှားတတူတင်ပူမှုကိုကန့်တမီဆိုမှအမေရိကကိုချင်းချောက်ခဲ့တယ်။ဆိုတော့တရုတ်ဒီအမေရိကသမ္မတထရမ်ကလည်းတရုတ်ရဲ့ကွန်စီများပေါ်တရားရခိုင်နှုန်းအခွင့်ကောက်မယ်ဆိုပြီးမှလည်းပြန်လည်ချင်းချောက်ခဲ့တယ်။ဆိုတော့နိုင်ငံစလုံးကချင်းချောက်ခဲ့ကြတယ်ပေါ့။မင်းတို့ကတော့ကျွန်တော်တို့ကိုဗါလဲဒီအာမေရှားတတူနဲ့ချင်းချောက်မယ်ဆိုကျွန်တော်တို့ကလည်းခင်ဗျားတို့ကိုအခွင့်တရားနဲ့ပြန်ချင်းချောက်မယ်ဆိုမှချင်းချောက်နေကြတယ်။ဆိုတော့တောင်ကိုရီးယားတွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာပဲအဲ့ဒီချင်းချောက်မှုအားလုံးကိုပြီးလေပြီး ပီလေမီပီလေပီမှာငါငင်းကဖော်ရင်းကိုပီဆုံပီမှာတရုတ်ဖက်ကလည်းနောက်ထပ်ပိတ်ဆို့မှုတွေကိုမရှိတော့ဘူးဆိုမှအကျညာလာတယ်။ US ဖက်ကလည်းဒီမေရှားတတုနဲ့ပီလေလာတယ်ဆိုမှအကျညာလာတယ်ပေါ့။ဆိုတော့မေရှားတတုဆိုင်ရာပြဿနာအလုံးကိုတော့ကျွန်တော်တို့ခြုံငုံပြီးမှပြောရမယ်ဆိုတော့ဖြီရှင်း PC သွားပါပြီဆိုပြီးမှအချောက်ပါတော့အကျညာခဲ့တယ်။တဘိုးတူငေးချက်ကတနှစ်တတန်းစာလောက်ပဲရှိတယ်ပေါ့နော်။ဆိုတော့တနှစ်ပြီးရင်တော့နောက်ထပ်နှစ်စင်နှစ်စင်ပေါ့နော်။ ပြန်လည်ညှိနှိုင်းသွားမယ်ဆိုမှပြောကြတယ်ဆိုတော့တနည်းစာလောက်ပဲရှိတယ်တနည်းစာလောက်ပဲရှိတယ်ဆိုတော့တကယ်လို့များ US နဲ့ US ရှားကညှိနှိုင်းနေတဲ့မေရှားတတူတဘောတူငွေချက်က2026မှာဆိုတော့အဆုံးသက်သွားမှာကွာ2026မှာနှစ်စဉ်ပေါ့နော်ပြန်လည်ညှိနှိုင်းမယ်အဲ့လိုမျိုးသူတို့ကလုပ်လာတယ်တနည်းစာပဲတနည်းပြီးရင်ပြန်ညှိမယ်ပြန်ဆွေးနွေးမယ်ပေါ့အဲ့လိုပဲလုပ်နေတယ်ဆိုတော့ Trump အနေနဲ့ April April လောက်ပေါ့နော်ဒီ next year april လမှာတရုတ်ပြည်ကိုပြန်လေခရီးထွက်ထွက်တော့လာချင်ရှိတယ်တဲ့သူအရှိရှင်ပင်ကလည်းဒီနောက်ပိုင်းမှာအမေရိကပြည်ထောင်စုအာဖလော်ရီဒါမှာလည်းလာနာချင်ရှိလို့ပြောနေကြတယ်ပေါ့နော်ဆိုတော့အခုလိုမျိုးအင်အားအရန်ကဘာ super power ကကဘာ super power အလုံးအားကြီးမာတဲ့နိုင်ငံရဲ့ခေါင်းဆောင်ကြီးကလည်းတရုတ်နဲ့တရုတ်ချီယူပြီးမှလည်းပြန်လေအဆင်ပြေလာတာကျွန်တော်တို့တော်တွက်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာအဓိကသတိထားမိတာကဘာလဲဆိုတော့ Donald Trump ကတော့ ဒီအရှိတောင်အာရှကိုနော်ဒီမေရှားတတုရအချင်းသားဖြစ်တုံးချလာတယ်တရုတ်ကိုတိုင်ပြန်တိုက်ခိုက်ဖူးရအတွက်ပေါ့နော်တိုင်ပြန်ရင်ဘယ်လိုပြောမလဲတိုင်ပြန်ရင်ပြန်ဖူးရအတွက်အရှိတောင်အာရှကိုထရမ့်ကတော့တော်တော်လေးကိုတုံးချလာတယ်ကျွန်တော်တို့အမေရန်ဆွေးနွေးနေတဲ့ကိစ္စဒါမဲ့တစ်ချက်လောက်ဒီကိစ္စကိုအရင်ဆုံးပြမယ်ပေါ့နော်ဗီဒီယိုကိုအရင်ဆုံးပြမယ်ပြမှာပဲတခြားကိစ္စကိုဆွေးနွေးကြည့်အောင်ပါအဲ့တော့ထရမ့်ကမပြောခဲ့လေပေါ့ Hold on, guys. All right, I got, I got it. Your, uh, um, your agreement on so many elements, uh, large amounts, tremendous amounts of the soybeans and other farm products that have purchased immediately, starting immediately. You notice so immediately, one of do the soya bean, ye, ka, tullo, de, pe, si, re, China down to the. ဆက်ပြိုးရေးကနေထုတ်လုပ်တဲ့ဖြည့်စည်တွေကို China ကအချက်ချင်းပြောင်းဝေးပြောင်းဝေးမယ်ပေါ့ China to start, to, you know that, right? China to start buying in very large quantities of soybeans. And so, yeah, being a manika. သမရာရှီရှင်ပင်ကပဲ Trump ထံအမေရိကကလည်းဆိုယာဘီးကိုပြန်ဝေဖို့ရအတွက်လက်မှတ်ရထူထားတယ်တဲ့မနေ့ကအများကြီးဝင်ပဲပေါ့ တော့အဲ့ဒီ fentanyl ဆိုတဲ့မူရစေဝကိစ္စမှာလေအမေရိကန်နဲ့တရုတ်ဂျာကာပြဿနာလုံးဝအရေးမဖြစ်နေတဲ့ပြဿနာတစ်ခုဖြစ်နေတယ်ဆိုတော့တရုတ်သမရရှိရှင်ပင်ကလေဒီ fentanyl ကိုပိတ်ပင်တားဆီးရမှာလေအကောင့်ထေပေါ်ဖင်းမယ်ဆိုမှတော့သဘောတူညီချက်လုပ်ထားတယ်ပေါ့နော် versus and ဆိုတော့အဒီ federal ကိစ္စမှာတရုတ်ကလည်းတာဝန်ယူတာဝန်တာဝန်ယူပြီးမှအလုပ်လုပ်ပေးမယ်ဆိုပြောလာတယ် I've agreed, as you know, I put a 20% tariff on China because of the fentanyl coming in. So at the two daru pesa daru Trump proceeding, Trump got 20%. Akun kau kira aku di fentanyl jump, no? Aku kau di daru pesa ပေါ်မှာအခွင့်ကောက်နေတဲ့20%ကပြန် short ပြီးမှ10%ပဲ US ကပြန်ကောက်တော့မယ်ပြီးလေသွားပြီပေါ့ so effective immediately i believe he's going to work very hard effective immediately no chashin to ga achuta ya what what fentanyl is, what the precursors do. So I think you're going to see a big difference. We have uh, we've had discussions on many of the elements that you're talking about all the time. You're asking me questions, and most of those things are were I think agreed to. Most I think we reach, it, were, reach almost almost everything in a very acceptable part. I wouldn't say everything was discussed because things that probably in retrospect we could have discussed and we didn't for some reason didn't come up. But if you have any questions, I mean uh, uh, uh so as he said Trump, said, trump got up your rubber, almost everything bono. almost everything the aja along ni pa ga tabo to ni chaja tha ba so ma trump ga lo pyo ni so adi did ya imagine? chan lo trump ga မေရှားတတုနဲ့ပတ်သက်ပြီးမှအာရှကိုအတုံးချလာတဲ့ဆိုတဲ့နေရာလေးကိုကျွန်တော်ရှင်းပြပါရစေအရင်နောက်ပိုင်းမှာပဲမေရှားတတုကထရမ့်ကဘာလို့ပြောခဲ့လဲဆိုတော့ကျွန်တော်ပြောပြမယ်ပေါ့နော်ဆိုတော့ထရမ့်ကတော့တရုတ်နိုင်ငံမေရှားတတုထုတ်လို့မှုအပေါ်မှာအမေရန်မိခူထားတာတော့ဘယ်သူမှငင်းလို့မရဘူးပေါ့နော်အဲ့ဒါတွေအားလုံးကိုတိုင်ပြိုင်ဖို့ရတဲ့အရှိတောင်အရှကိုအတုံးချနေတာဆိုတော့တရင်ထွက်လာပါတယ်ဒါကတရင်နေထွက်တာမထွက်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ကလုံးဝကုမျက်ရှိအောက်မှာ ်နားအောင်ပါပဲတွေးရတယ်မြင်ရတယ်ကြားရတယ်ပေါ့ကွာပထမအဦးဆုံးတရုတ်နဲ့မေရှားတတုတွေမှာကပတဝမ်းမှာအကြီးဆုံးထုတ်လုပ်နေတဲ့နိုင်ငံဖြစ်နေတယ်ဂူးစေရခိုင်နှုန်းလောက်ထိသူတို့ကမေရှားတတုကို control တဲ့နိုင်ငံဖြစ်နေတယ်တရုတ်ကဆိုတော့အတားတွေအားလုံးကိုလည်းအမေရိကကလည်းမိခူးနေတယ်ဆိုတော့အမေရိကကဒါတွေကိုတရုတ်ကပဲအဲ့ဒီမေရှားတတုကိုချုပ်ကင်ပြီးမှ အမေရိကကိုအမေရိကချင်းချောက်နေတယ်ပေါ့အမေတို့ကတခုခုဖြစ်နေမယ်ဆိုတော့အမေရိကကိုပါလေဒီလုံးဝအမေရှာတူပူမှာမဟုတ်ဘူးဆိုမှခဏခဏချင်းချောက်နေတယ်ဆိုတော့ဒီအမေရှာတူကတရုတ်နဲ့တဘိုးတူချက်ရပြီးနောက်ပိုင်းမှာဒေါ်လာထရမ်ကဘလို့ပြောခဲ့လဲဆိုတော့ဒါကကျွန်တော်တို့အမေရိကနိုင်ငံတခုတွက်တာမဟုတ်ဘူးကဘာကြီးရဲ့တွက်မှာဆိုမှပြောနေတယ်ဘာဖြစ်လို့လဲမေရှာတတုဆိုတော့ကတက်ကနိုလော်ဂျီစေပိုင်းဆိုင်ရာအစအသဖြစ်မှာအရေးပါနေတဲ့ကိစ္စဖြစ်နေတယ်ဆိုတော့ US ကလည်းအခုခက်ကြီးမှာပထမအိုးဆုံး AI ပဲဖြစ်ဖြစ်တက်ကနိုလော်ဂျီပဲဖြစ်ဖြစ် ခေါင်းဆောင်နေတဲ့နိုင်ငံတွေဖြစ်နေတဲ့ခါကျတော့သူတို့မှာမေရှားတူမရှိမဖြစ်ကူလိုအပ်နေတာပေါ့နော်ဒါတွေအားလုံးကလည်းတရုတ်ကချင်းချောက်နေတယ်ဆိုတော့ US အတွက်အမေရိကန်ဒါကကြောက်စရာကောင်းနေတယ် US အတွက်အမေရိကန်အားကအနေချက်ဖြစ်လာတယ်ဒါတွေအားလုံးကို Trump အနေနဲ့အရှိတော့အရှမလာပြီးမှဒီနောက်နောက်မှာတရုတ်မှာမေရှားတူကိုမဝေတော့ဘင်းနဲ့မိကူအားကူချင်းမလို့တော့ဘင်းနဲ့ချန်တဲ့နိုင်ငံတွေမှာပဲဝေရင်ကောင်းလိမ့်မယ်ဆိုမှ US ကတော့တဘောပေါက်လာပါတယ်ဘာဖြစ်လို့လဲဆိုတော့ ဂူးစီရခိုင်နှုံးလောက်အထိသူတို့ကတရုတ်ကိုမိခိုထားခဲ့တာကိုအဲ့ဒါကြောင့်မလေးရှားမှာလာပြီးမှထရမ့်ကပါလုပ်ခဲ့လေမေရှားတတုတဘို့တူကြီးချက်လို့တယ်ကမ်ဘောဒီးယားချိုင်းလို့တယ်ဩစတြေးလျလို့တယ်ယူကရိန်းလို့တယ်ပြီးတော့ဒီအာအိန္ဒိယလို့တယ်ပေါ့ဒါတွေအားလုံးကနော်ထရမ့်ရဲ့ခရီးစဉ်ကိုကြည့်နေမယ်ဆိုရင်ဒီနေရာတွေအားလုံးကိုထရမ့်ကအတုံးချပြီးမှတရုတ်ကိုတိုင်ပြန်ရင်ပြန်ဖို့ရတဲ့မေရှားတတုတွေကိုရှာဖွေလာပါတယ် ဆိုတော့နောက်နောက်မှာတရုတ်ရဲ့လွှမ်းမှုမှုမပါဘင်းနဲ့အမေရိကကတော့ကျွန်တော်တို့အားရှမှာပဲဒီမေရှားတတုနဲ့ပတ်သက်ပြီးမှဒီအာပိုဂျပန်နဲ့ကြံသေးတယ်မြင်သွားတယ်ဂျပန်မှာလေဒီမေရှားတတုနဲ့ပတ်သက်ပြီးမှသဘောတူချက်လုပ်လာတယ်ဆိုတော့ထရမ့်ကအခုနောက်လာမဲ့6နှစ်လောက်ဆိုတော့တရုတ်ကိုမိခိုဆရာမလိုတော့ဘူးဒါမဲ့ချက်ချင်းကြီးတော့ရက်တက်လို့မရဘူးဒီမေရှားတတုသူ့ရဲ့ process ကအော်အများကြီးရှိတယ်ဗောသူရဲ့တန်စင်ခန်းတို့ဘာငါတို့ရှိတယ်အများကြီး ဒါတွေအားလုံးလို့ဖူကအနစ်နဲ့ချီရတယ်ကွာဆိုတော့ဂျပန်ရေမလေးရှားရေကမ္ဘောဒီးယားရေထိုင်းလန်ရေအဲကျွန်တော်တို့ဂျန်တဲ့အရှတွေမှာတောင်ကိုရီးယားရေဒီမှာတရုတ်အားကူးတာထက်တာတွေအားလုံးကိုထရမ့်ကအတုံးချလာတယ်ပေါ့ထရမ့်ကဒီနေရာတွေမှာပဲမေရှားတတုကိုဝေဖုလုတ်ဖုလုတ်နေရတယ်ဆိုတော့နောင်လာမဲ့အလာအနာကတ်မှာတရုတ်ကြီးကကွာဒီအမေရိကကိုမင်းတို့ကိုတော့မေရှားတတုပေးပလေမဲ့ပြောရင်တော့မှ အမေရိကကအကိစ္စမရှိပိတ်ပိတ်ပေါ့ကွာကျွန်တော်တို့ကဒီအရှအရှလောအရှကလည်းပြန်ယူလို့ရပြီဆိုတဲ့အနေထားတွေဖြစ်တဲ့ချက်ရှိတယ်။နော်လာမဲ့၄နှစ်၅နှစ်မှဆိုပေါ့အခုလောလောဆယ်ကအမေရိကကဒါတို့ပြောလို့မရဘူးဖြစ်နေတယ်ပေါ့နော်။ဆိုတော့အရှိတောင်အာရှကိုအခုလိုမျိုး Trump ကမေရှားတတူအဖြစ်အသုံးချလာတာကတရုတ်ကိုမမီခုချင်တော့တာပဲပါနေတယ်။ပြီးတော့အမေရိကကအရှိတောင်အာရှကိုမေရှားတတူနဲ့ပတ်သက်ပြီးမှအစီအပွင့်နဲ့ပတ်သက်ပြီးမှတင်ငင်းငင်းနဲ့ပတ်သက်ပြီးမှပဲ။ ဆက်ဆံရေးပုံမမင့်တင်တာကိုကျွန်တော်တို့တော်တွေ့ခဲ့ရတယ်ပေါ့နော်။ကဲဒါကတော့လက်ရှိအခြေအနေဒေါ်လာထရမ့်ရဲ့ဒေါ်လာထရမ့်ရဲ့အာရှခရီးစင်မှာဘာလို့လုပ်ခဲ့လဲဆိုတော့စာသဖြင့်ဆွေးနွေးတာပါ။ဒါဆိုတော့ဆက်လက်ပြီးကြည့်ရအောင်တစ်ချက်လောက်။ All right. အာနီလာတင်တင် thank you so much oh my god super chat နဲ့ကျွန်တော်ကိုဒေါ်လာစကူးချက်ပေးတယ်ဝါး thank you guys အဲတခြားလည်းပြပြမယ်နော်ဖရာ trump talk to China and see what's possible. The black gold chips, of course, were discussed. We focused on export control of China on rare earth. They're going to keep those going, which quite important. Major stumbling blocks that are left now to work through, and how soon do you think you could sign a trade deal with China? Well, I think pretty soon we have not too many major stumbling blocks. So, I could draw my Achidan, Hunter Talopion, a major stumbling block, but not a Rishidela. ဆိုတရုတ်နဲ့ trade deal မှာဘေးချင်းတီအချင်းယုံမှလည်းမကြခင်လက်မရထူတော့မှလားဆိုမှမေးနေတယ်။ Trump ကတော့မကြခင်လက်မရလက်မရထူမှပါတဲ့။ဒီအဟန်တာအဟန်တာတို့အကြီးကြီးကြီးမားမားမရှိတော့ဘူးဆိုတော့ပြောလာတယ်ပေါ့နော်။ Now, every year we'll renegotiate the deal, but I think the deal will go on for a long time, long beyond the year. We'll negotiate at the end of the year, but all of the rare earth has been settled, uh, and that's for the world. I mean, you know, worldwide. So now, Eddie. မေရှာတတူအလုံးကတော့ဖြစ်ရှင်ပြီးတော့ပါပြီတဲ့ဒါကအလုံးကဘာကြည့်တော့ပါဆိုပြောနေတယ်ပေါ့ This uh, um, is really say. this was a worldwide situation not just US situation တော့ဒါက US ရဲ့အခြေအနေတခုသာမဟုတ်ဘူးဒါကဘာလုံးနဲ့ဆိုင်နေတဲ့အခြေအနေနဲ့ဆိုင်နေလို့ပြောလာတယ် We continue to produce the rare earths and buy the rare earths and everything else when you see from other countries. But uh, China is uh, that whole situation. That roadblock is gone now. Will, there's no roadblock at all. River, and that will hopefully disappear from our vocabulary for the world. Is that a one-year pause on the policy they announced? It's one year. It's a one-year agreement, and we'll extend it every year. One-year agreement, Peter. ဒါမှမဟုတ်တိုင်းနိုင်ငံတရုတ်ကတန်တူမယ်ပြန်လည်ညှိမယ်ပြန်လည်တန်တူမယ်လို့ပြောတော့ it's a one-year deal. That will, I think, be very routinely extended as time goes by. And what will you be doing clear for not, they're not going to impose the bearer of control that they proposed. President Trump, President Xi came to understand. Will your new tariff rate on China's goods be once so you say? Other than what we, uh, there's the tariffs, they made exactly the same. Fifty-five percent. It's about, uh, it, it was fifty-seven, now it's thirty-seven. So. Uh, တခြား tariff အခွန်တွေက you know က57ဖြစ်တယ်အခုက47ကျလာတယ်ပေါ့နော်ဆိုတော့ဒီအခွန်ကိစ္စနဲ့ပတ်သက်ပြီးမှတဘောတူငွေချက်တစ်ခုရှိတယ်မရှိတာမရှိသေးတာလည်းရှိတယ်ပေါ့ဗျာဆိုတော့ဒါတို့ဖြည့်စည်းခုနကကျွန်တော်ပြောနေတဲ့ကိစ္စမှာကျွန်တော်10%ကျလာတယ်ဒါမဲ့ဂျန်နဲ့ဥစ္စာက90နဲ့ခုနှစ်အားနဲ့40ခုနှစ်ရခိုင်လုံးကျလာတယ်ပြီးတော့ဒီဆိုယာဘင်းနဲ့မေရှာတတူ ကအစတဘောတူမီချေရရလာတယ်ဆိုအဓိကကတော့ကျွန်တော်ပြောချင်တဲ့အဓိက point ကတော့မေရှားသတုပါဂျန်နဲ့စီပွားရေးတော့ကတော့ကိစ္စမရှိပါဘူးအဓိကမေရှားသတုပါမေရှားသတုကအရေးကြီးအရေးကြီးဆုံးဖြစ်နေတယ်ဆိုတော့ Trump ကတော့နှစ်တိုင်းနှစ်တိုင်းသူတို့နဲ့ပြန်ဆွေးနွေးမယ်တနှစ်စာပဲရမယ်နှစ်တိုင်းနှစ်တိုင်းပြန်ဆွေးနွေးမယ်ပြန်တိုင်းပြင်မယ်ဒါမှပဲအဆင်ပြေမပြေဘဲတခြားမှာပေါ့ဗျာဆိုတော့ကျွန်တော်ထင်တယ် US ကဒီနောင်လာမဲ့ နှစ်နှစ်သုံးနှစ်လောက်ဆိုတော့တရုတ်ရဲ့အကူအညီမပါပေးနဲ့လေသူတို့ ISC ရှင်းတန်းနိုင်မချင်းနေပေါ့နော်မိရှာတတူနဲ့ပတ်သက်လာတယ်ဆိုတော့တရုတ်ကြီးကလည်းမပေးတော့ဘူးကွာမရောင်းတော့ဘူးကွာဆိုပြောရင်တောင်မှ ISC ဖြစ်လောက်နေပြီအဲ့ဒီတော့ by the time 2028လောက်မှ2030လောက်မှဆိုတော့ Ukraine ကလည်းမိရှာတတူအများကြီးအာထုတ်လုပ်နိုင်ထုတ်လုပ်နိုင်ထုတ်လုပ်နိုင်လောက်ပြီပေါ့နော် Asia မလေးရှား Cambodia Thailand Japan Korea တို့မှာလည်း 20 30လောက်မှာဆိုတော့ Asia တူကအများကြီးထွက်လုံနိုင်လောက်ဆိုတော့အဲ့ဒီချိန်မှာတော့ US ကတရုတ်အကူအညီမပါပြင်းနဲ့ပဲရှင်းတိုင်မလို့တော့မျောလင့်ပါတယ်ကဲဘာပဲဖြစ်ဖြစ်ဒါကတော့တရုတ်နဲ့ပတ်သက်ပြီးမှ Asia နဲ့ပတ်သက်ပြီးမှ Trump ကပြောထားတဲ့ကိစ္စတွေပါတောင်ကိုရီးယားကလည်းတတော်လေးကိုသတင်းကောင်းပါဘာဖြစ်လို့လဲဆိုတော့တောင်ကိုရီးယားကလည်းဟန်ချင်ကြီးပေါ့နော်ဟန်ချင်ကြီးတရုတ်တို့မြောက်ကိုရီးယားတို့ကိုလည်း အာဟန်ချက်ငင်ပြန်တိုက်ပြန်တိုက်နိုင်စွမ်းရှိချင်တယ်ပေါ့ဆိုတောင်ကိုရီးယားကအစကရေကနေသူကနျူကလ িয়ার လက်နက်မလုပ်ဘူးဆိုရဲအဲမှာပါနေတယ်ဆိုနျူကလ িয়ার နျူကလ িয়ার လက်နက်မလုပ်တဲ့နိုင်ငံတွေမှာပါနေတယ်အခုရင်းငုတ်တင်ပိုးကလည်းနျူကလ িয়ার လက်နက်တော့ဟုတ်မှာမဟုတ်ဘူးဒါပေမဲ့နျူကလ িয়ার စွမ်းအင်နဲ့လုပ်နေတဲ့ရင်းငုတ်တင်ပိုးဖြစ်လာနိုင်မယ်ပေါ့ဒါတွေအားလုံးကတောင်ကိုရီးယားကထရမ့်ကိုအကုန်လုံးဖားတာပေါ့ဗျာဒိုနယ်ထရမ့်ကိုတောင်ကိုရီးယားကအမြင့်ဆုံး စုချင်းမှုတွေလုပ်နေတယ်အာဒါခပါလဲဆိုတော့ဒီ crown ပေါ့နော်ဆွေဆွေဆွေ crown ကြီးပေါ့နော်ဆွေ crown ကြီးကိုပေးတယ်ဆွေအထုပ်ကြီးလို့ပြောရမှာလား trump ကိုပေးကြတယ်တောင်ကိုရီးယားကပေါ့နော်အတကုံဖားလေးဖားတယ် trump ကိုပေါ့ဆိုတော့ trump ဂျင်းနဲ့အားရအောင်ကတော့ trump ဂျင်းနဲ့အားရအားရအောင်ကတောင်ကိုရီးယားကကောင်းကောင်းလေးလုပ်နိုင်ခဲ့တယ်ဒါကတော့ကျွန်တော်တို့သူ့ရဲ့ခရီးစဉ်မှာတော်တွေ့လို့ရတယ်ပေါ့ဒါတော့မကဘူးမချဘူး ူတို့ကစဉ်းစားမယ်လို့ဘာငယ်လို့လည်းမပြောဘူးချက်ချင်း Trump ကကွန်ပျူတာပြလိုက်တယ်ရော rocket အကြီးစားတွေကိုလည်းလုပ်ဖို့ကွန်ပျူတာပြလိုက်တယ်တင်ဘိုးတွေကိုလည်းတိဆောက်ဖို့ကွန်ပျူတာကွန်ပျူတာပြလိုက်တယ်အမေရိကမှာလေဆိုတော့တောင်ကိုရီးယားကတော့အမေရိကမှာတော်ပြီးမှစစ်တင်ဘိုးကြီးတွေကိုတိဆောက်တော့မယ်ဆိုတဲ့သဘောပါအမှန်စင်တော့ပုံမှန်တော့ဖြစ်တော့အဲ့လိုမျိုးခရီးသွားတိုင်းကတော့ကျွန်တော်တို့စဉ်းစားအောင်မယ်နောက်မှပဲပြန်ပြောမယ်ဒီလောက်နဲ့ပဲဆုံးသက်တာများတယ်ကွာဒီတစ်ခါကတော့တောင်ကိုရီးယားကတော့ထရမ့်ကိုကောင်းကောင်းလေးကို အဝကြီအောင်လုပ်တယ်ဗောအဲ့ဒါချောင်းလေတောင်ကူရီးယားကသူရချင်တယ်သူလူချင်တဲ့ယာရင်ကိုချက်ချင်းရသွားတယ်ဗောဆိုတော့မနေ့တနေ့ကတောင်ကူရီးယားရဲ့ကမ္ဘာအကြီးဆုံး rocket အကြောင်းတွေကိုကျွန်တော်တိုင်ပြဆွေးနွေးခဲ့တာဖြစ်တယ်ကြည့်ပါဦးဘယ်လောက်ထိမှိုက်လဲအခုကတောင်ကူရီးယားကကမ္ဘာအကြီးဆုံး rocket ပိုင်ဆိုင်ထားပြီးပြီ nuclear လက်နက်မဟုတ်တဲ့ကမ္ဘာအကြီးဆုံး rocket တောင်ကူမြောက်ကူရီးယားကိုလုံးဝတော့ချိန်မုံပလိုက်နိုင်တဲ့စွမ်းအားရှိနေတယ်ရုရှားတရုတ်ထိကူတာပစ်နိုင်စွမ်းရှိတဲ့ကမ္ဘာအကြီးဆုံး rocket တောင်ကူရကမေးဆက်လာတယ်လွန်ခဲ့တဲ့တပတ်က အခုကလေနျူကလ িয়ার ဆွင့်တုံးနိုင်တဲ့ရေငုပ်ဒီမိုချီတွေကိုစာပြီးလုတော့မှာတောင်ကူရသမရကတော့ဝန်ခံတယ်ကျွန်တော်တို့မှာတဲ့နျူကလ িয়ার လက်နက်နျူကလ িয়ার ဆွင့်ပါတဲ့ရေငုပ်ဒီမိုတွေမရှိတဲ့ခါကျတော့တဲ့ရန်တူရင်ကိုဟန်တာဖို့အခက်ခဲရှိနေတယ်စင်ကုန်မှုတွေများကြီးရှိတယ်တဲ့အဲ့ဒါကြောင့်တခြားနိုင်ငံကိုတခြားနိုင်ငံရန်တူတခြားနိုင်ငံပေါ့ဗျာတခြားနိုင်ငံတကယ်လို့များတခုခုဖြစ်မယ်ဆိုရင် ဟန်ချက်ငင်ကြီးပြန်တိုက်ခိုက်နိုင်ဖို့ရန်အတွက်အေအားမျှတအောင်ဖြစ်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ကနျူကလ িয়ার ဆွတ်အင်ဘောနျူကလ িয়ার ဆွတ်အင်ရေနျူကလ ியர் နျူကလ ியர் လောင်စာရှိကိုလိုအပ်နေတယ်ဆိုမှတောင်ကိုရီးယားသမ္မတအကြီးကထရမ့်ကိုတောင်းဆိုတယ်အဲ့ဒီနောက်ပိုင်းမှာပဲထရမ့်ကရရတယ်လုံးလိုက်ဆိုမှခွန်ပြူသွားတာပေါ့ကဲဒါကတော့ကျွန်တော်တို့အာကျွန်တော်ခုခကြီးခကြီးထွက်နေတယ်ဘောတော့ဂျန်တဲ့နေရာမှာရောက်နေတယ်အဲ့ဒါကြောင့် background ကပြောင်းသွားတာပါပေါ့ င်္ဂလန်အချောင်းလေးစင်ပြင်ပြောပေးပါဦးတဲ့ alright ဘောရတို့ရေဒီလောက်နဲ့ပဲကျွန်တော်တို့ရဲ့ဒီနေ့ podcast ကတော့နားပြစေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အသိအစီမပြူသူများအိမ်မှာဖြစ်တယ်ဆိုတော့လေဆိုတော့နောက်မှပဲအထူးခြားတဲ့သတင်းလေးတွေရှိတယ်ဆိုတော့ပြန်တိဆက်ဆွေးနွေးပေးမယ်တဘောကြရဲဆိုတော့ကျွန်တော်ရဲ့ YouTube မှာလည်း subscribe လုပ်ပေးချင်အားပေးလို့ရပါတယ် thank you so much for watching beautiful people i love you guys take care god bless i'll see you soon bye bye ဆိုတော့တရုတ် Tongoria, US.